ဝိုင်းစုခိုင်သိန်းနဲ့မတူတဲ့ကွာခြားချက်တစ်ခုကြောင့်စိုးဖြစ်တဲ့စဉ်ကိုတားဖြစ်တွင်နဲ့ပေးစားမဲ့ဟင်းဝင်ရန်ဖခင်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဂျန်နယ်နော်လိ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဟင်းဝင်ရန်ကိုဝိုင်းစုခိုင်သိန်းနဲ့တဘောမတူခဲ့ပေမဲ့အခုချိန်မှာစိုးဖြစ်တဲ့စဉ်နဲ့တဘောတူကမင်္ဂလာဆောင်ပေးတော့မဲ့အဓိကအကြောင်းရင်းကိုပြောပြလာခဲ့တာကဟင်းဝင်ရန်ရဲ့ဖခင်ဦးဝင်းကိုပါ အလုံးတီကြတဲ့အတိုင်ဟင်းဝရန်တဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အချင်းကြီးဟာတကယ့်တကာမှတော်တော်လေးကိုလူပြောများခဲ့တာပါအထူးသဖြင့်ဟင်းဝရန်နဲ့ဝိုင်းစုခိုင်သိန်းတို့ဟာအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါဒေါ်ပေမဲ့လည်းဟင်းဝရန်ရဲ့မိဘတွေကတော့ဝိုင်းစုခိုင်သိန်းနဲ့တဘောမတူပဲအဆက်ပြတ်လိုက်တာပါအဲ့ဒီအချိန်မှာဝိုင်းစုခိုင်သိန်းနဲ့ဟင်းဝရန်ရဲ့ဖခင်တို့အတန်ပိုင်တွေကလည်းကြံ့နှံ့သွားခဲ့တာပါအခုအခါမှာတော့ဟင်းဝရန်ရဲ့ဖခင်ကဟင်းဝရန်ကိုဘယ်မင်းကလေးနဲ့တဘောမတူဘူးဘယ်မင်းကလေးနဲ့တဘောတူတယ်ဆိုတာမျိုးမရှိသောပြောပြလာခဲ့ပါတယ် လူတစုကတော့တစ်ချိန်တုန်းကဟင်းဝင်ရံရဲ့မိဘတွေဟာဟင်းဝင်ရံကိုဝိုင်းစုခံသိမ်းတဲ့တဘောမတူတာကသူတို့ကကျန်းသာတဲ့မိသားစုကမို့ဝိုင်းစုခံသိမ်းတဲ့တဘောမတူတာဖြစ်မယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လည်းဟင်းဝင်ရံရဲ့ဖခင်ကတော့သူတို့မျိုးရိုးဟာမြင့်မြတ်နေတဲ့မျိုးရိုးကမဟုတ်ဘဲအောက်ခြေကတက်လာတဲ့မိသားစုဖြစ်ကြောင်းဒါကြောင့်အစဉ်အတန်းခွဲခြားပြီးတားပြစ်သူဟင်းဝင်ရံကိုဟိုလိုနဲ့တဘောမတူဒီလိုနဲ့တဘောမတူဘူးဆိုတာမျိုးမရှိဘူးလို့ပြောပြလာခဲ့တာပါ။ ဟိဝင်ရပါခင်ကသူတို့မိဘနှစ်ပါအနေနဲ့ဟိဝင်ရသားနှစ်ဦးတပေါ်တူချစ်ကြိုက်ကြမယ်ဆိုရင်ဗဲမင်းကလေးနဲ့မဆိုပေးစားဖို့အစဉ်သင့်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့အသံပိုင်းကလည်းတားဖြစ်သူရဲ့အခြေရင်ပြဿနာကိုဖြစ်ရှင်းပေးခဲ့တာဖြစ်ကြောင်းသဘောမတူလို့ခွဲတဲ့အစဉ်တန်းခွဲရဲဆိုတာမရှိဘူးလို့ပြောပြလာခဲ့တာပါ။ဒါအပြင်ဟိဝိယံဘာခင်ဦးဝင်းကိုကဟိဝိယံကိုယခုနှစ်မှာမင်္ဂလာဆောင်ပေးတော့မယ်လို့ဆိုပါတယ်။ဟိဝိယံနဲ့လက်ထက်မဲ့သူကတော့အားလုံးတည်င်းထွက်နေတဲ့သူလို့ပြောလာတာပါ။ ။ဒါကြောင့်လဲပြည်သက်တွေကတော့ဟင်းဝီရန်တဲ့သတင်းတွေထွက်နေတဲ့စိုးပြစ်တစင်ပဲဖြစ်မယ်လို့ထင်စေပြနေကြတာဖြစ်ပါတယ်။စိုးပြစ်တစင်ဟာဆိုရင်လဲအနုပညာလောကမှာချစ်စရာကောင်းပြီးလှပကအောင်မြင်တဲ့ထိတ်တန်းမင်းသမီးတစ်လက်ဆိုပေမဲ့တခြားသောအမျိုးသားအနုပညာရှင်တွေနဲ့ကင်းရှင်းပြီးတည်ငြိမ်အေးဆေးစွာနေတတ်တူပါ။စိုးပြစ်တစင်နဲ့နှိစက်တဲ့ယောက်ျားဟာဟင်းဝီရန်သာရှိတာဖြစ်ပါတယ်။ဒီလိုနှိစက်မှုရှိတာကြောင့်လဲစိုးပြစ်တစင်နဲ့ဟင်းဝီရန်တို့ဟာ အနုပညာလောကမှာချစ်သူတွေဖြစ်နေကြပြီဆိုတော့တည်င်းမျိုးတွေမကြကနထွက်လိုက်ရှိပါတယ်အထူးသဖြင့်ဟိဝိယံနဲ့ဆိုဖြစ်တဲ့စင်တို့ဟာတရားဝင်ဝင်ခံထားပေမဲ့လည်းသူတို့နှစ်ယောက်ဟာပြိသက်တွေမမြင်တွေ့နိုင်တဲ့နောက်ကွယ်မှာချစ်သူတွေဖြစ်နေပြီလို့ထင်ကြပေးခံနေရတာဖြစ်ပါတယ်အထူးသဖြင့်ဆိုဖြစ်တဲ့စင်ဟာအစောပိုင်းမှာဟိဝိယံနဲ့ချစ်ကြိုက်နေတာမျိုးမရှိကြောင်းအနုပညာမောင်နှမတွေပါဆိုပြီးငြင်းခဲ့ပေမဲ့လည်းဆိုဖြစ်တဲ့စင်ဟာပြိသက်တွေကဟိဝိယံနဲ့ချစ်ပေးတဲ့အချိန်မှာ ပြောင်းရွှင်နေတဲ့ပေမဲ့မကြတဲ့ခင်ကကျင်ပေါ်ဇလန်းတွဲမှာအတွဲညစ်ခဲ့တဲ့နေတော့စိုင်းစီဒုကန်နဲ့ချစ်ချိန်မှာအသေးအတန်ထောင်ရတဲ့တဲ့သူပါဒါကြောင့်လဲဆိုဖြစ်တဲ့စင်ဟာဟင်းဝရန်နဲ့ချစ်ကြနေတာကတေချာသွားခဲ့တာဖြစ်ပါတယ်တချို့တော့အတွင်းတည်တည်နေအရာဟင်းဝရန်နဲ့ဆိုဖြစ်တဲ့စင်တို့ဟာတိတ်တိတ်ပုံချစ်သူတွေဖြစ်နေတာကြာပြီလို့သိရပြီးပရိသတ်တွေအတန်းရှင်းရအောင်ဝန်မခံတာလို့ဆိုပါတယ်အခုတခါမှာတော့ဆိုဖြစ်တဲ့စင်နဲ့ဟင်းဝရန်တို့ရဲ့မင်္ဂလာပွဲကို ဒီနေ့မကုန်ခင်ကျင်းပပေးမယ်လို့ဟင်းဝင်ရဖခင်ကအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။အခုတခါမှာတော့ပြိသက်တွေနှစ်ရှည်လာမြောင်ဆောင်ဆိုင်နေရတဲ့ဟင်းဝင်ရနဲ့ဆုပြစ်တစဉ်တို့ရဲ့မင်္ဂလာပွဲကဘလောက်တောင်ခမ်းနားနေမလဲဆိုတာကိုပြိသက်တွေကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒီပြိုလေးကိုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောမကြခင်မှာမင်္ဂလာဆောင်တော့မယ့်ဟင်းဝင်ရနဲ့ဆုပြစ်တစဉ်ကိုဘလို့မြင်ကြသလဲဆိုတာပြောပြသွားကြပါအောင်ရှင်။